ရာဒီဒစ်ပရီးမီးယားလိပွဲစဉ်တွေကိုဩဂတ်လထဲမှာရှင်ပြိုင်သွားမှာဖြစ်ပါတယ်။ကြီးချောက်ကြီးအသင်းတွေအားလုံးပရီးမီးယားလိကံကွင်းရတယ်။တန်းစင်းရတဲ့အသင်းတသင်းမှမရှိပါဘူး။တန်းတက်လာတဲ့အသင်းတွေထဲမှာဆိုရင်ဘန်လီ၊လီးစန်ဒါလန်လိုအသင်းပါတယ်။အဲ့မှာစန်ဒါလန်ကတော့သူ့ရဲ့ဒါဘီပြိုင်ပွဲဖြစ်တဲ့ညူကာဆယ်နဲ့နှစ်ကြော့ကန်ရပါမယ်။စန်ဒါလန်အိမ်ကွင်းမှာတစ်ချိန်ကန်ရမယ်။ညူကာဆယ်အိမ်ကွင်းမှာတစ်ချိန်ကန်ရမယ်။စန်ဒါလန်ဒီဆယ်စုနှစ်ကြာဝေးကွာနေတဲ့ပရီးမီးယားလိကိုယခုရာသီမှာပြန်ရောက်လာတာဖြစ်ပါတယ်။ ရာသီကုန်ချန်ပီယံဖလားဘသူရသွားမလဲဆိုတာတော့စောင့်ကြည့်ရမှာပေါ့ဒီရာသီ flash ကိုရဲ့အကြိုက်ဆုံးကစားသမား17ယောက် first line ထွက်ပေါ်လာပါတယ်ဂိုးသမားနေရာကတော့ oblet ပေါ့ oblet ကတော့ atletico မှာတော့ကောင်းတယ်ကျွန်တော်ကတော့တသိသိဘောမကြအောင် oblet နေရာမှာ donaruma ကိုထည့်စင်တယ်ဒါပထမတစ်ချက်ပြီးတော့ mac alister နေရာမှာ fabian roos ကိုထည့်စင်တယ်ဒါဒုတိယတစ်ချက် fabian roos နဲ့ donaruma psg အတွက်တော်တော်ကောင်းတယ် ဒီရာဒီမှာ PSG ကအကောင်းဆုံးဆိုအဲ့ကစားသမား၂ယောက်စလုံးထည့်တယ်။ပြီးတော့နောက်တစ်ခုကနေရာတစ်ခုလွဲနေတာဒမ်ဘီလီပဲ။ကောင်းတယ်မကောင်းဘူးကောင်းတယ်။ဒမ်ဘီလီကိုထောင်တိုက်စစ်လုံးဝထားလို့မရဘူး။ Force 9ကစားခြင်းရင်လည်းကစားလို့ရဒါပေမဲ့ဒမ်ဘီလီကိုအထောင်တိုက်စစ်မထားဘဲနဲ့တောင်မန်ထားရင်ပိုအဆင်ပြေမယ်။ဘယ်တောင်မန်ပဲဖြစ်ဖြစ်ညာတောင်မန်ပဲဖြစ်ဖြစ်ဘယ်တောင်မန်ထားမယ်ဆိုရင် Raven ကထုတ်ပြီးတော့ထားရမှာပဲ။ညာတောင်မန်ထားမယ်ဆိုရင်တော့ Sala ထုတ်ပြီးထားရမှာပဲ။သူကတကယ်ကောင်းတဲ့ဘောလုံးသားပဲ။ ဒမ်ဘီလီနေရာမှာလည်းအထောင်တိုက်စစ်ဖြစ်တဲ့လာတိုရိုမာတီနက်စ်မာကတ်စ်တူရန်အဲ့လိုကစားသမားမျိုးတွေကိုထားတယ်။ဒါမှလည်းအထောင်တိုက်စစ်ပီတာ